တင်ကယ်မှာ on site ရော online ရောဟိုတက် level set ပြီးတဲ့ဒီ local မှာတက်လို့ရတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာနားတက်ဖို့ကြံပြပါရောအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ Twinkle ကနေ NCC Level 3ပြီးမြောက်အောင်မြင်သွားပြီးရော Level 4ဆက်လက်တက်ရောက်နေတဲ့အကြောင်းသားနဲ့မိတ်ဆက်ပြီးမှာဖြစ်ပါတယ်ရှင်အဲပထမဆုံးအနေနဲ့မောင်လေးရဲ့နာမည်လေးရဲ့လက်ရှိတက်ရောက်နေတဲ့ badge နာမည်လေးရဲ့မိတ်ဆက်ပြီးပါအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကအောင်နန္ဒဖြစ်ပါတယ် เนาะအခုအာတွင်ကဲမှာ level 4 diploma in computing based system မှာတက်ရောက်နေပါတော့โอเคအဲဒီ SCC UK diploma program ကိုပေါ့နော်အမားတို့တွင်ကဲမှာမောင်လေးနေနဲ့ရွေးချယ်တက်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်းပြပြပေးပါအောင်နော်ဟုတ်ကျွန်တော်ဒီ ID ဘိုင်းကိုစိတ်ဝင်စားတော့ကျွန်တော် grade 11ပြီးသွားနောက်မှာကျွန်တော် twelve semester ဖြစ်တော့အဲအဲ့ချိန်မှာကျွန်တော်ဒီ ID ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော် live share တယ်ပေါ့ live share တော့ NC program ကိုအစင်းတော်ဆုံးတော့တွေ့တယ်ပေါ့အဲ့ချိန်မှာကျွန်တော်ဒီ ။ဒီကဲမှာကအွန်ဆိုင်ရောအွန်လိုင်းရောတက်လို့ရတယ် level 6ပြီးတဲ့အထိ level 3ကနေဆက်ပြီးတဲ့အထိကိုအာအွန်ဆိုင်အွန်လိုင်းရောတက်လို့ရအချင်းပြည့်တဲ့အတွက်ကြောင့် senior တွေကလည်းအာ recommend ပေးရတဲ့အတွက်ကြောင့်ကျွန်တော် join ပြည့်တယ် အာဟုတ်ကဲ့ရှင်အခုလက်ရှိပေါ့နော် level 3လက်ပြီးသွားပြီ level 4လက်ဆက်တက်နေရဆိုတော့ပေါ့နော်ညီမတို့ဒီသင်ကြားတဲ့ကာလအတွင်းမှာပေါ့ assignment တွေ exam တွေရှိရပေါ့နော်အဲ့ဒီ assignment တွေ exam တွေရေးတဲ့အချိန်မှာမလေးနေနဲ့ဘယ်လိုမျိုးတွေးကြုံနေခက်ခဲလေးရှိခဲ့လဲဆိုတာလေးလည်း sharing လုပ်ပေးပါအောင်နော်ဟောကြောင့်ဒီ level 3မှာ assignment စာရေးတော့ assignment တစ်ခါမှ experience မရှိခဲ့တော့နည်းနည်းရှင်းတုံးနေပေါ့အဲ့ဒီအချိန်မှာဒါဒါပေမဲ့ဟိုတော့ all limited deadline နေနဲ့ဆိုရင်လည်းပေါ့ဒါပေမဲ့ assignment တွေတကယ်တည်းကတပတ်အပတ်တိုင်းစာတင်တဲ့ခါတိုင်းအမှန်မှန်လုတ်ခိုင်းသွားတယ်ပေါ့လုတ်ခိုင်းသွားတော့နောက်ဆုံးကျတော့ deadline နဲ့မီတယ်ပေါ့အဆင်ပြေပါပဲဟုတ် exam တွေလည်းအဲ့လိုမျိုးပုံမှန်ပဲလုတ်သွားတော့ကြောင့်အဆင်ပြေပါပါအမလီနီနဲ့ရောဒီ level 3မှာ distinction ဘယ်နှခုထွက်ခဲ့လဲမသိရှင်။ကျွန်တော် level 3မှာ5 distinction ထွက်ခဲ့ပါတော့။ဟုတ်ပါဆိုအော်ဒီပေါ့နော်။ level 4လည်းအဲ့လိုမျိုးရအောင်ကြိုးစားပြီးနော်။ အဲနောက်ထပ်မိကုန်းတစ်ခုအနေနဲ့ပေါ့နော်အာမတို့အခုကလက်ရှိ academy ဘိုင်းကိုသွားနေရဆိုပေါ့နော်နောက်ပိုင်းမှလေ career ဘိုင်းကိုသွားမယ်ဆိုရင်ရောဒီ IT ဘိုင်းနဲ့မှာမှာဖေဘက်ကိုသွားမယ်လို့ရွေးချယ်ထားသေးလဲရှင်။ဟော career အာ career ဘိုင်းမှာတော့ကျွန်တော် web development ကိုဆက်လုပ်မယ်လို့ရွေးချယ်ထားပါတော့။အာမလေးနေနေပေါ့နော်ဒီ CSM တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး feedback တွေပေးခြင်းသေးလဲမသိရှင်။ အော်ဒီရှယ်ဒီဆရာမရဒီဆရာလေးကအာနားလည်အောင်ကိုရှင်းပြပါဟုတ်တင်ပြပါအကိနားမလည်တာရှိရင်လည်းဘယ်ရှင်းမသွားမေးမေးဖြေပေးပါဟုတ်အဲ့တော့အေဂျင့်နေ assignment တွေကိုလည်း focus တွေလုပ်ပြီးအဲ့အေဂျင့်နေနေ assignment assignment တင်မဲ့ရက်တွေနေရင်ဒီချာ focus လုပ်ပြီးတင်ပေးပါဟုတ်โอเคရှင်အဲမော်လေးလိုမျိုးပေါ့နော် level 3 level 4စတတ်မဲ့ကျောင်းသားတွေအတွက်ကောဘယ်လိုမျိုးအကြံပြုချက်လေးပေးခြင်းသေးလဲရှင်ဘယ်လိုမျိုးပြင်ဆင်ထားတဲ့လဲပေါ့နော်ဟောဒီ level 3တက်မဲ့ဟိုចောင်းသားចောင်းရွတ်ဒီ twin game မှာအာ on site ရော online ရောဟိုတက် level 6ပြီးတဲ့အထိ low game မှာတက်လို့ရတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဒါတက်ဖို့ကြံပြုပါရောဟုတ်ကဲ့ရှင်အဲနောက်ဆုံးမိခုတစ်ခုနေနဲ့ပေါ့နော်မတော်ဒီ NCC program မှာဆိုရင်ဘယ်လိုမျိုးဖြည့်ဆွတ်စရာလေးရှိသေးလဲပေါ့နော်မလေးနေနဲ့အကြံပြုချက်လေးလည်းပြောပြပါအောင်နော်ဟုတ် NCC program မှာတွေ့ထူးတော့ဖြည့်ဆွတ်စရာရှိတယ်မတင်ပါဟုတ်အဆင်ပြေပါတယ် အခုလိုမျိုးဖြစ်ကြပြီးတဲ့အတွက်အမောက်တွင်ကင်းအနေနဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်